ကျော်လာလာရေရဲတိုက်ရဲချီမောလဲဟုတ်ခလာရ30နှစ်ကနဲလေးအမြောက်စခန်းကင်းပြင်းနယ်မြောက်ရီခရိုင်ထဲမှာရှိတဲ့စစ်ကောင်စီရဲ့ဘင်းအောင်စခန်းနဲ့မော်ခီးစခန်းတွေကိုကင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လိုင်းပူးပေါင်းတပ်တွေကမေလ30ရက်နေ့တည့်ရက်ထဲမှာပဲတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ် ဒီတိုက်ပွဲတွေမှာပူပေါင်းပါဝင်တိုက်ခိုက်နေကြတဲ့ Cobra Colon 2 Vino စစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရမေလ29ရက်နေ့ကရွှေအေးမြိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီးမေလ30ရက်နေ့မှာလည်းဘင်းနောင်ကုန်းစခန်းနဲ့မော်ဂီစခန်းတွေကိုထပ်ပြီးသိမ်းပိုက်လိုက်တာလို့သိရပါတယ်။ဘင်းနောင်တို့ကျတော့ဘင်းနောင်ရဲ့မော်ဂီရဲ့ကျတော့သူကဟိုကျွန်တော်60မမစိန်မြောင်းလို့87မမစိန်မြောင်းလို့ဒါပဲရှိတာပေါ့။အမြင်ဆုံးနေရာသူကတော်တော်မြင့်လို့သူကတခါတလေဆိုရင်စခန်းပေါ်တော့တက်ပြီးတော့ ဟိုရိတ်ခါဆိုရင်စခန်းပေါ်ကြီးမရောက်ဘူးပေါ့နော်။ဒီမှာကျွန်တော်တို့ဈားထဲမှာဗျမ်းရှိတဲ့နေရာလေးတစ်ခုရှိတယ်။ဈားစခန်းခေါ်တာပေါ့။အဲ့ဒီနေရာလေးမှာ तू ကလမ်းခီးရဲ့တဝက်လောက်မှာ तू ကဟိုဟာထားထားတယ်။အဲ့ဟိုရိတ်ခါကိုတောင်ထားထားပြီးကမှအဲ့ဒီကနေအပေါ်ဟိုနိုင်တလောက်ကလေးတင်တင်ပြီးတော့စားရတာပေါ့။တပတ်စားလို့ငားရက်စားလို့အဲ့လိုတင်တင်ပြီးတော့စားရတာပေါ့။မတင်နိုင်လို့အပေါ်ဘီးနောင်ဘုံကကျွန်တော်တို့တိုက်စရာမလိုဘူး။မလိုဘဲနဲ့ရလိုက်တာ။မတိုက်လိုက်ဘဲနဲ့ရလိုက်တာ။ ဘာကြောင့်မတိုက်ရပဲရလဲဆိုကနေလေးကိုတိုက်တဲ့အချိန်မှာဘင်းအောင်ကောင်းအောင်နေရထိုင်းနေဥထွက်ပြီးပါတယ်။အဲ့လိုလိုအဲ့လိုကျွန်တော်ကဒီတော်လိုင်းတက်ဖွဲ့တွေရဲ့ဟိုတနက်တိုင်းကြားပြီဆိုတာနဲ့ဒါသူတို့မိုးချိုးပြတ်တဲ့ကိစ္စခံစားရပြီးတော့မှဟိုဟိုဥတီရမယ်ပေါ့အတိအဆောက်တိဘယ်လိုပြောမလဲဆိုစာစကားနဲ့ပြောရင်တော့ဆောက်တိရမင်းကအဲပြေးမယ်လွှားမယ်ဆိုတဲ့စိတ်ပဲရှိရတာပေါ့ငါမသိငါစကားမကြားရမဟုတ်တော့ပဲနဲ့ဟိုစကမ်းထားခဲ့ပြီးတော့မှအကုန်လုံး ဆွန့်လွတ်ပြီးတော့မှပြေးဖို့အတွက်ပဲပြင်နေတယ်လို့ပြောလို့ရတယ်ပေါ့အဲ့လိုတုံသက်လို့ရတယ်ပေါ့ဟုတ်နေ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 ကြွ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 ရေခါကြီးတီလီဟာကြော်လေးတဲ့နာအဲနေဖေကတော့ KLN နဲ့တော်လန်အေးပူပေါင်းတက်တွေကမြောက်ရီခိုင်နဲ့ကစစ်ကောင်စီရဲ့အရေးပါတဲ့ဘျူဟာစခန်းဖြစ်တဲ့ ဝါလီဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ဖို့စ조사နေကြတာဖြစ်ပြီးလက်ရှိမှာတော့ဝါလီဗျူဟာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကာကင်းစခန်းတွေစခန်းကုန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။မေလ22ရက်နေ့ကစတင်ခဲ့တဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေဟာနှစ်ပတ်ကျော်အကြာမှာတော်လိုင်းတပ်ဖွဲ့တွေကဘလက်တိုကနဲလီဘရင်နောင်ရွှေအီးမြိုင်မော်ခီစတဲ့စစ်ကောင်စီရဲ့စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဝါလီဗျူဟာစခန်းကိုရရှိဖို့အတွက်တော့သေဘောဘူစခန်းထီကေပလန်နဲ့ ဥက္ကဋ္ဌစကန်တွေကြန့်ရှိနေပြီးအရေးကြီးတိုက်ခိုက်ရမယ့်စကန်တွေဖြစ်တယ်လို့စေးလီလာသုံးသက်သူတွေကဆိုပါတယ်။သေဘောဘိုစကန်နဲ့ဥက္ကဋ္ဌစကန်တွေအပါအဝင်အခုတိုက်ခိုက်နေတဲ့ဝေါ်လီဒေတာဟာပြီးခဲ့တဲ့2022ခုနှစ်အတွင်းကနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့မှုတွေနေရာတွေဖြစ်ပါတယ်။တကယ်ကြီးအတူကြောင့်တော့20မိနစ်ဆိုတာ21အာနာတိပြီးမှတိုးတိုးရောက်ပြီးတော့ဟိုဒီဘက်တောင်ပိုင်းမှာဆိုလေးကိုတိုက်ပွဲနာမည်ကြီးဆုံးပဲအဲ့ဒီကပြီးတော့မှတနက်နဲ့ဒူလေးက ဟိုဒလန်းနလားသုံးလားအသားကြပြီးတော့အတွေ့အကြုံတွေနေကြတယ်ဆေးရည်ဥဆောင်မှုဘိုင်းမှာလည်းစူးပွဲမှုတွေကအခုတနက်နေ့ဆေးရည်လူဝင်တိုက်တွေပုံစံအနေနဲ့စနစ်ကျလာပြီးတော့ကျွန်တော်တိုက်ခိုက်ရေးတွေတက်လာတော့သုံးနေတာအဲ့ဒီပုံမှာတော့ယုံကြည်မှုတွေမြင်လာတယ်တော့ကျွန်တော်ဖိစားရတဲ့ရဲဘော်တွေတို့ပုံပြီးဟိုပြန်လူကျင်လာပြီပေါ့ဗျာအဲ့ဒီစိတ်တွေကတော့ဒီသုံးနေ့ဆင်းမှာအဲ့ဒီတော့မှမှုရလို့တို့လည်းရှင်လို့မရဘူးရုပ်ကောင်အဲ့ဒီစိတ်ဓာတ်ကြီးကတော့အများကြီးတာပေါ့ဒီအနေနဲ့အခုဆိုဟိုဆို သူဒီအကုန်းလိုသဘောမျိုးမှနေပြီးတော့တုံ့ပြန်မှုကအဲတိတ်ပြီးအလောက်ကြီးဘယ်လိုမလုပ်မြန်နိုင်ဘူးလားပြည်တဲ့ရပေါ့လက်ရှိဝေါ်လေးပြူဟာကိုရရှိဖို့အတွက်စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖြတ်တောက်ထားလို့မြေပြင်စစ်ကူတွေပို့ဆောင်နိုင်တာမရှိတဲ့အနေအထားလို့သိရပါဗျ။ဒါကြောင့်စစ်ကောင်စီတပ်သားတွေဟာစိတ်သက်ကြဆင်းနေပြီးလက်နက်တွေအများကြီးရှိတဲ့ကြားကစခန်းတွေကိုခဏတွင် သိမ်းပိတ်ရရှိတာလို့စခန်းသိမ်းတိုက်ပွဲမှာပါဝင်သူတွေကဆိုပါဗျ။ ိုက်ပွဲတွေအတွင်းစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်ရဲသားတွေထိခိုက်ဒဏ်ရာရရှိမှုရှိနေပြီးထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လက်ရှိမှာတော့တော်လန်အေးပူပေါင်းတပ်ဖွဲ့တွေဟာကရင်မျိုးသားစီယုံ KNU တပ်မှ6နဲ့9နယ်မြေတွေကစစ်ကောင်စီရဲ့စစ်စခန်းတွေကိုတပြိုင်တည်းတိုက်ခိုက်နေကြတာဖြစ်လို့နေဆက်တစ်လျှောက်စစ်ကောင်စီစခန်းတွေကင်းစင်သွားအောင်ထိုးစစ်ဆင်နေတာလို့နားလည်ရကြောင်းစီးလီလာသုံးသက်သူတွေကဆိုကြပါဗျာ။ Ô, ô, Malê, essa caça não, fudeu ela pelo. Fudeu ela pelo, maluco.